မြမသမိုင်းမှာတဘဝအစိုးရဖြစ်တာလောကမရှိခဲ့ဘူးကျွန်တော်တို့ရဲ့ရှေ့မှာ ကျွန်တော်တို့ရဲ့ဘိုးဘီတွေလက်ထက်မှာလဲအကြပ်ဘတ်သမားတွေနိုင်ငံရေးအာဏာမရလို့လက်နက်ဆွဲကင်ပြီးတိုင်းပြည်ကိုဖျက်ဆီးခဲ့တာရှိတယ်ရှိတယ်လေရှိတာပဲ1980ကာလမှာလည်းရှိတာပဲနောက်ဒီဘက်ကာလဂျားကာလတွေမှာလည်းရှိတာပဲလက်ရှိကျွန်တော်2021နောက်ပိုင်းအခင်းကျင်းမှာလည်းရှိတာပဲ ဲ့တော့ဘလောက်ပဲရှိပါစေမြမသမိုင်းမှာတဘဝနဲ့အစိုးရဖြစ်တာမရှိခဲ့ဘူးကဲချစ်ပရိသတ်ချင်းအားလုံးမင်္ဂလာပါဆမ်ပီဗီဒီယိုရှင်းနဲ့တပိုင်းပြန်လဲကြဆိုပါရက်ကဲဟုတ်ပြီကျွန်တော်ဒီနေ့ထွန်းဆန်တိုင်းဆွဆောင်ထားတဲ့ကျစ်စာပေါ်မှာဗီဒီယိုရှင်းရပါလေလဲဆိုတော့ဒီဇဘဝင်းကိုတောင်တကွန်ဈေးစကန်ကအကျံဖေမှုနဲ့တပ်ဖြည့်ဥပဒေနဲ့ထပ်ပြီးတော့အမှုဖွင့်ဆိုပြီးတော့အာဒီတိုက်ဆိုလို့ရှိရင်ဒီဇဘဝင်းကအမှုထပ်ဖွင့်ပြီးဆိုတော့ထောင်သာနေဆုံး၁၀နှစ် ပြီးလို့ရှိရင်အထူးထောင်းခံရအောင်မဲ့အနေထားဖြစ်ပါတယ်ပြီးလို့ရှိရင်အဲ့ဒီဗီဒီယိုဖိုင်ရဲ့နောက်ပြီးတော့မြန်မာတပိုင်းမှာတဘောကနေအစိုးရဖြစ်တယ်ဆိုတာမရှိဘူးတပ်ပတော်ပဲအစိုးရဖြစ်နေရဆိုပြီးတော့ဘောမှာကြံစိုးရအခုထင်အခုချိန်ထိဟောင်းတန်လောင်းတန်ရင်ပြီးလို့ရှိရင်နောက်ဆုံးမှာနောက်တပ်မတော်သားဆိုပေမဲ့အမန်တရားကိုပြောဖို့မကြောက်ဘူးဆိုပြီးတော့ဘောမှာငါပေါ့တို့ရဲ့ဟောင်းတန်လောင်းတန်တွေကိုကျွန်တော်တို့အဆုံးထိပါလိုက်ပါချစ်ရှုဖို့တောင်းဆိုချင်ပါတယ်ကဲ let's go ပြည်ထနာတော့တက်ပြီဗျို့ပြည်ထနာတော်တော်ကြီးတယ်တော်တော်ကြီးတဲ့ပြည်ထနာတက်နေပြီခမဲတို့ကြားကျင်ကြလားသဘုံကြီးကိုအကြံဖတ်မှုတိုက်ဖြတ်ရေးဥပဒေနဲ့ထပ်ပွင့်လိုက်တယ်အဲ့ဒီအကြံဖတ်မှုတိုက်ဖြတ်ရေးဥပဒေဟာ1000နှစ်အနည်းဆုံးကြာမယ်အထူထောင်းခံရမယ်ရှင်းပြောရင်ဗျာကျွန်တော်တို့တော်လိုင်းရင်အင်အားစုတွေကိုဖမ်းရင်သုံးတဲ့ဥပဒေပုံမှမျိုးအဲဆိုတဲ့အခါကျတော့သဘုံကြီးနဲ့ပူပေါင်းချန်စီတဲ့သူတွေကတော့လွတ်ပါမလား ။ဟူဘုံကြံစည်တဲ့သူတွေကဘာလို့ဖြစ်နိုင်လဲ။အဲဒါကဟိုဘက်ရက်ကွက်မှာစစ်ဘောမာတွေကြာဆုံးနေတဲ့တရင်။ဒီဘက်ရက်ကွက်ကျွန်တော်တို့တော်လိုင်းရက်ကွက်မှာတော့လေရင်ပြစ်ချတာလားပြက်ကြတာလား။ရန်သူစစ်တပ်လေရင်ဖက်စစ်စိုးစုလေရင်ကိုပြစ်ချနိုင်ခဲ့တာကိုဝမ်းမတာနိုင်တဲ့အုပ်စုကြီးတစုကရှိနေတယ်ဗျ။ဂျားပြတ်တစ်ခုပြောချင်တာကတော့အညာငှက်ကင်ကလေ မမနုကြည်နဲ့ပန်ဆယ်လိုရဲ့ Dragon Flying Project နဲ့တော့မတက်ဆိုင်ဘူးလို့ကျွန်တော်သိရတယ်ဗျဒီလောက်ပါပဲအဝမ်းသာအားရဆောင်နဲ့ခင်ဗျားတို့ share ပါဇော်ဘိုးင်းနဲ့ပတ်သက်တဲ့သတင်းတစ်ခုပြောပြချင်ပါတယ်အဲ့ဒါကပါလဲဆိုတော့ဇော်ဘိုးင်းကိုတောင်ငုံရဲစခန်းကအကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေနဲ့ထပ်ပြီးတော့မှ ဒါဆွဲချက်ထပ်တင်လိုက်တယ်ပေါ့ဗျာအမှုထပ်ဖွင့်လိုက်တယ်ပေါ့အဲ့တော့ဇော်ဘုံကြီးဝမ်းနာတာလိုက်တော့မင်းအတက်လောက်ချစ်တဲ့မင်းတန်ဖိုးထားတဲ့မင်းတအားကိုကောင်းစေခြင်းနဲ့စစ်တပ်ကြီးကမင်းပေါ်မှာ ပြန်ပြီးလှုပ်လိုက်တဲ့အရာတစ်ခုဟာအကျန်းဖတ်မှုတိုက်ပြီးဥပဒေတဲ့ငါပြောရတာတစ်ခုကတော့မင်းလောက်တက်မတော်ကိုချစ်တဲ့ကောင်ငါမမြင်ဘူးသေးဘူးတက်မတော်ကိုမင်းလောက်ကောင်းစေခြင်းနဲ့ကောင်ငါမမြင်ဘူးသေးဘူးဂျန်တဲ့ကောင်တွေဂျန်တဲ့ကောင်မတွေကအကုန်လုံး ြောမှဆိုရင်ဖာရပြီးတော့မှစက်တက်ကောင်နေဘလောက်ပဲမကောင်းတာလို့လို့ကောင်းတယ်ဗျဘာလို့လုပ်တာအကောင်းဆုံးအဲ့လိုဆိုအဲ့လိုတာပေါင်းညာစားရည်ပဲအဲ့လိုလူတွေကြားထဲမှာမင်းတယောက်ရှိနေတာပြောမှဆိုရင်ဟိုတက်မတော်နဲ့ပတ်သက်တဲ့အမှန်တရားတွေကိုငါတို့အများကြီးသိခွင့်ရခဲ့တယ်ကွာသိလားဒါပေမဲ့မင်းပုံမှာစက်တက်ကပြန်လုတာကြီးတာအမရိုင်းလုံးအာကြီးတယ်နော်အဲ့တော့ဇော်ပွဲကိုစိတ်မကောင်းဘူးကွာသိလား မင်းကိုငါတို့ကကွာငါတို့ဘတ်တော်သားသာမင်းဖြစ်လိုက်လို့ကတော့ကွာပွဲတော်တော်လှပြီတိလာတော်လိုင်းကြီးကတော်တော်လေးကိုကြီးမားတဲ့အရွေးတစ်ခုဖြစ်သွားမှာကွာတိလာဟိုဒါကတော့ဒါငါငါအနေနဲ့ပြောပြတာပေါ့နော်အဲနောက်တစ်ခုကကြတော့ဒီကျွန်တော်နေပြည်တော်ကတရင်တရင်မှာတော့မတ်ရွှေမိုးတင်ထားတာလေးပြောပြခြင်းတယ်ကိုရီးယားမတ်ရွှေမိုးပေါ့နော်နေပြည်တော်ကတရင်တရင်တရင်မှာပြည်သူစစ်မှုထမ်းစစ်သားတယောက်နဲ့အဲသူတို့တန်တေးစစ်သားပေါ့နော်စစ်သားစစ်စစ်နဲ့ပေါ့နော်ဟိုကပြည်သူစစ်မှုထမ်းနဲ့ရန်ဖြစ်ကြတယ် ရံပြစ်တဲ့အချိန်မှာတန်တေစစ်သားကပြည်သူစစ်မှုထမ်းစစ်သားကိုကကြီးနဲ့ထိုးလိုက်တာရှောဘရာကဘောကားသွားတယ်အဲ့တော့ဒီကောင်တွေဟိုပြည်သူစစ်မှုထမ်းနဲ့တန်တေစစ်သားတွေကြားမှာလဲတယောက်နဲ့တယောက်မကျေနပ်မှုတွေရှိတယ်ဥပမာဗာလဲဆိုတော့မရီတန်ရမစစ်သားလောက်လာပြီးတော့မှလာပြီးငါတို့တန်တေစစ်သားတွေကိုလူဘာဝတာလာပါညာစမကန်လဲသူတို့တက်တွင်းထဲမှာလဲအချင်းချင်းတွေအဲ့လိုမျိုးသိရမလားအပြူစောထီးနဲ့ရဲနဲ့မတက်အစစ်သားနဲ့အုပ်ကြီးနဲ့မတက် အာတိရမအသူတို့စက်သားလက်အောင်ငယ်သားချင်းချင်းလည်းမတက်တော်တော်လေးကိုရုပ်ပြက်စင်ပြက်ဖြစ်နေပြီအဲ့ပုံစံနဲ့မင်းတို့ PDF ကိုဘယ်လိုနိုင်ယူမလဲဟင်မင်းတို့ဘောမညီထွန်းတော့ပြောသွားတယ်အချိန်တိုင်းတက်မတော်ကြီးကနိုင်သွားမှာပဲတဲ့ဘာနိုင်တာတော့ဘာနိုင်တော့မျက်ရည်တွေနဲ့နိုင်တာလားတကယ်တကယ်တကယ်မင်းတို့ဘောရတအားကိုတနာဖို့ကောင်းနေပြီနော်ပြင်ဆင်ထားကြပြင်ဆင်ထားကြမင်းတို့အတွက်အဆိုးအဝါဆုံးကကြမာစိုးတွေလာနေပြီလင်းရင်နေกินထားတွေ့တယ်နော် တွေ့လားလေရင်နေကင်ထားတာတွေ့တယ်နော်ငါရေကြည့်တာငါလက်ဆယ်ချောင်းတော့ကြုံနေပြီလားမသိဘူးသိလားမင်းတို့ဘွားတွေဒီလက်ပိုးစိုးဖို့ပဲရှိတယ်အဲ့တော့မင်းမင်းအတိတရားရပြီအလင်းဝင်ဝင်အလင်းမဝင်မဲနဲ့အဲ့ဒီအမောင်ဘတ်ချမ်းမှာမင်းတို့ตายရနေတယ်ဆိုရင်တော့ကိုသမိုင်းကိုကြီးကိုဘွားကိုเจ้าမို့ကွာသိတယ်မလားอืมซัมရှိပဲစောက်စားကြီးရဲ့အောက်တန်းသားတွေရဲ့ဘဝနေဝင်ချိန်လေးကတော့ကြည်ကောင်းမှာထင်တယ်။နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်။ဒါကတော့ TNN လေးအောက်ကနေပြီးတော့ကျွန်တော်ခွဲထွက်ဖို့ ပြောဆိုတဲ့ဒနုပီဒီအကောင်းဆောင်ဘိုမီဂဲဆိုသူလောက်ချတပြတ်ခံပါတယ်တဲ့အဲ့တော့အဲ့ဒီမီဂဲဆိုတဲ့သူကဗျာလက်ရှိအုံမဒီအုံကတကြောမှာသူတို့ကဒီဒီ TNL လေးအောက်မှာသူတို့စေးလှုပ်ရှားနေရတာ TNL လေးကလက်အောက်ခံဖွဲ့ပေါ့ဗျာအဲ့တော့အဲ့မှာကျွန်တော်တို့ဒီဒနုပီဒီအကောင်းဆောင်ကသူတို့ဒီနေရာနေသူတို့ဆုတ်မယ်ဆုတ်မယ်ဆုတ်ပြီးတော့အဲ့သူတို့ကသူတိကျရက်တည်မယ်ပေါ့ရက်တည်မယ်ဆိုတော့သူအောက်မှာရှိတဲ့အဖွဲ့တို့စီယုံတယ်အဲ့ဒီတိုင်းပဲဒီမီဂဲဆိုတဲ့လူကဒီ TNL လေးခေါင်းဆောင်မှာအဲ့လိုပြောတယ် ပြောပြတဲ့နောက်ပိုင်းမှာရပ်ပိုင်းတွင်းမဲ့သူအနီးကဓာတ်နဲ့လှုပ်ကြံခံရရတယ်။ဖြစ်စဉ်ကကျွန်တော်ဇွန်လ9ရက်နေ့ခုနှစ်နှစ်ကဒီတန်နယ်လေးလောက်ခံဖြစ်တဲ့ဒနုပြည်နယ်မြို့သားကကွယ်တက်မလို့ပေါ့ဗျာသူတို့ကြီးကြီးရေးတာပေါ့ဗျာထားပါတော့သူတို့အားလေအဲ့ဒီကခေါင်းဆောင်ပေါ့အဲ့ဒီကခေါင်းဆောင်တပြက်ခံရပါတယ်တပြက်ခံရတယ်သူတပြက်ခံရတဲ့ချိန်ကလေဇွန်လ9ရက်နေ့ည7:00ည7:00ကျော်မှာတဲ့ဘုံမီခဲကနေမကောင်းဖြစ်နေတဲ့ဒီရှေ့တန်းကရဲဘော်တွတ်ကြိုတယ်တွတ်ကြိုပြီးတော့အတက်မှာဓာတ်နဲ့ကတ်ထိုးခံရရတယ်ဓာတ်နဲ့ကတ်ထိုးခံရရတယ် ဲ့တော့ဓာတ်နဲ့ကတ်ထိုးသွားရလို့မမီဘူးပြက်မမီဘူးအဲ့တော့အဲ့ညမှာပဲတေသွားတယ်ဗောမိကတေသွားတယ်ဗောဗျာအော်အဖေကရှင်းရှင်းလေးပါပဲဘယ်သူကလုပ်ပါလဲဗျာခင်ဗျားကလည်းဘာမှအဲ့ဒီဒေတာမှာခင်ဗျားပြည်သူလည်းမရှိဘူး TNL နဲ့ဒီဒနုပီဒီယာဘောနှစ်ခွဲပဲရှိတယ်သူ့ကိုလောက်တာဘယ်သူကလုပ်မလဲ TNL ကပဲလောက်တာဗောသူကပဲလောက်တာပဲလက်ရှိဒီတက်မတော်ကတော့ကျွန်တော်တို့ဒီနောင်ချုံမျိုးနေကိုတက်မတော်စစ်ကြောင်းလို့ရောင်းနေပြီရောင်းနေပြီအဲ့တော့အဲ့မှာလည်းဒီ TNL နဲ့ဒီ PL ကိုစစ်ဝင်နေကွဲနေကြပြီစစ်ဝင်နေကွဲနေကြပြီ ဟိုကဒီဓာနုပီရဲ့အဖွဲ့ကသူတို့မတိုက်တော့ဘူးသူတို့မတိုက်တော့ဘူးသူတို့စုံမယ်ပစောကလည်းသူလက်နဲ့ချပဲအချို့တော့ဒီဓာနုပီရဲ့အဖွဲ့တွေကတမလော်ထားလာပြီးလက်နဲ့ချရည်လည်းရှိတယ်အချို့ကတော့ပြလက်နဲ့စုံပြီးတော့သူတို့ရှမ်းပြည်တောင်ပိုင်းမှာတို့ထွက်ပြေးတာတို့စသဖြင့်သူတို့ပုံစံမျိုးစုံနဲ့ထွက်ပြေးတာရှိတယ်အဲ့လိုမိရလူဆိုလည်းတရားနေကသူကတနက်နေ့ပဲသူလုံကြန်တာပဲလုံတယ်သူတို့ကလည်းရှုပ်ရှက်ခတ်နေရပဲရှုပ်ရှက်ခတ်နေရပဲအဲ့တော့နောင်ချိုမျိုးရဲ့အရေးပါမှုကကျွန်တော်တို့နောင်ချိုကနေပြီးတော့ကျွန်တော်တို့ဒီဘက်ဒီဘက်ကျွန်တော်တို့ အဲဒီမိုးကုတ်ထိတက်လို့ရရင်လာမိုက်နေရှိတယ်။အဲဒီက TNL ရဲ့ဒီထောက်ဖို့လမ်းကြောင်းတော့မိုးကုတ်ပေါ့ဗျာမိုးကုတ်ကလည်းတစ်ဖက်ကိုပြန်စင်တပိတ်ချင်းပါတပိတ်ချင်းလို့ပေါ့ဗျာအဲ့မှာကျွန်တော်စင်မှုတပိတ်ချင်းလာမိုက်ပေါ့သူကဆက်နေတာပေါ့။နောက်ချိုမျိုးကကျွန်တော်တို့စေးရအရင်ရေးကြည့်တယ်။ဘလောက်ထိအရေးကြီးလဲဆိုရင်ကျွန်တော်တစ်ဖက်မှာရှိတဲ့မန်လီတိုင်းနဲ့ဆက်ချက်တဲ့တပိတ်ချင်းစင်ကူပြီးကျွန်တော်တို့ဒီမိုးကုတ်ပေါ့ဗျာအဲ့ဒီလမ်းပိုင်းသူချိတ်နေတာပြီးကျွန်တော်မိုးမိန်မဖေးတကယ်ကိုအရေးပါတယ်ခင်ဗျာနောက်ချိုမျိုးရသွားပြီဆိုရင်တော့ကြံတဲ့နေရာတွေတောက်လျှောက်တောက်လျှောက်ဒီမျိုးမျိုးရလိမ့်မယ် လက်ရှိတော့ဒီတပ်မတော်ရဲ့စစ်ကြောင်းတွေကတပ်မတော်ရဲ့စစ်ကြောင်းတွေကနောက်ချုပ်ပြီးအနည်းကိုရောက်နေပြီးထိုးတူပါပြီတပ်မတော်ရဲ့ထိုးစစ်ကြောင်းတပ်မတော်ရဲ့ထိုးစစ်အရှင်ကြောင်းအကြမ်းဖက်သမားတွေအဲတချို့ကဆက်ပြီးတိုက်မယ်တချို့ကဆက်မတိုက်ဘူးငါတို့ငါတို့တိုက်လဲဘာထူးမှလဲဆိုတော့ဝိဝါဒတွေဖြစ်လာကြပြီအပြက်လက်မေကုန်းထုံးမှုတွေဖြစ်လာပြီဖြစ်လာပြီအခုလက်ရှိတော့ကျွန်တော်တို့ဒါတလူပီဒီယာကောင်းဆောင်မိခဲဆိုသူတော့တရားလေးလက်ပြန်ပြီးလောက်ကြပလိုက်တယ်အဲ့လိုဇလန်းကြီးကဆက်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 ကြားရလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဒီသတင်းပြချောက်မှာဆိုရင်ဒီတပ်ပေါ်ရဲ့ဆက်ကြောင်းတွေက နောင်ချိုမျိုးအနီးကိုရောက်နေပြီ။ရမ်းမကြပြီကာလမှာကျွန်တော်နောင်ချိုရသွားပြီဆိုရင်တော့တစ်ဖက်မှာကျွန်တော်မိုးမိတ်မဘိန်းတစ်ဖက်မှာကျွန်တော်တို့ဒါမိုးကုတ်မိုးကုတ်ကကျွန်တော်ပြန်ဆင်းပြန်ဆင်းရင်ကျွန်တော်အောက်မှာအောက်မှာကျွန်တော်စင်ကူးတပိတ်ချင်းမရေယာတကြောလုံးပြန်ရလိမ့်မယ်။ပြန်ရလိမ့်မယ်မကြပါဘူး။ခင်ဗျားတို့မကြပါဘူး။လက်ရှိတမလို့ကတော့ကျွန်တော်တို့ဒါစစ်စင်နဲ့ပတ်သက်ပြီးတော့ထိထိမိမိကိုစောင့်နေတယ်။ထိထိမိမိကိုစောင့်နေတယ်။တမလို့ဆိုတာကျွန်တော်တို့အသက်သွေးကြောပဲဗျ။ ကျွန်တော်တို့ဒီလိုမျိုးရက်တီလို့ရသူအရှိလို့ရက်တီလို့ရတယ်လို့ပဲကျွန်တော်တို့ဒီလိုမျိုးခင်ခင်များတို့ကျွန်တော်တို့ဒါဒါနေတိုင်းနေနိုင်တယ်ကျွန်တော်တို့သားသမီးပညာသင်နိုင်တယ်ခင်ဗျားသားသမီးပညာသင်နိုင်တယ်ခင်ဗျားတို့သွားနိုင်လာနိုင်တယ်စားနိုင်တောင်းနိုင်တယ်အဲကျွန်တော်နေမကောင်းရဲ့ဆေးကုတာခွင့်ရတယ်အဲ့ဒါတွေကကျွန်တော်တက်မတော်ကြော်ရွေးရှိနေလို့ဗျတက်မတော်ကကျွန်တော်တို့အသက်သွေးကြောပဲဗျအသက်သွေးကြောပဲကျွန်တော်တို့ကတက်မတော်ကိုကျွန်တော်တို့ရဲ့တက်မတော်ကြီးဒီထက်ပိုပြီးအင်အားကြီးမားစေခြင်းနဲ့ဒီထက်အင်အားကြီးမားစေခြင်းနဲ့ဒါကျွန်တော်တို့ရဲ့ရည်ကြပဲကျွန်တော်တို့ကတော့ရှင်းတယ် ကျွန်တော်တို့နိုင်ငံကျွန်တော်တို့တက်မလို့အတွက်ဒါကျွန်တော်ရဲ့သဘောထားပဲကျွန်တော်တို့နိုင်ငံကျွန်တော်တို့ရဲ့တက်မလို့အတွက်ကျွန်တော်ဒီလုပ်ကိုဆက်လုပ်မှာအဆုံးထိသွားမှာကျွန်တော်တို့တက်မလို့ရဲ့ခေါင်းဆောင်ပိုင်းရဲ့ကျွန်တော်ယုံကြည်တယ်ကျွန်တော်တို့ခေါင်းဆောင်ပိုင်းမှသည်ကျွန်တော်တို့အောက်မှာရှိတဲ့တက်မလို့သားတွေအထိကျွန်တော်တို့ကယုံကြည်တယ်ကျွန်တော်တို့ယုံကြည်ချက်ကအဲ့ဒီလောက်ပြင်းတယ်ကျွန်တော်တို့အဆုံးထိသွားမယ်နောက်ဆုံးပြခင်ဗျားတို့စဉ်းစားကြည့်ပါခင်ဗျားတို့တွေးမနေပါနဲ့အများကြီးတွေးရင်ခင်ဗျားတို့ကြာလိမ့်မယ် လွတ်လပ်ရင်နောက်ပိုင်းမှာ ရောင်းဆုံးတဘုံ KNU အဖွဲ့ပေါ့ဗျ KNU ကဘိုးဘေပေါ့ထားပါဆို KNU ဖွဲ့ပဲထားပါဆို KNDO ပေါ့ဗျဒီကရင်တောင်းကျန်းသူအဖွဲ့တွေကအဲ့မှာကရင်တောင်းကျန်းသူအဖွဲ့တွေပါတယ်ဒီကချင်တောင်းကျန်းသူအဖွဲ့ပါတယ်အဖွဲ့ဆုံးအဲ့ဒီဖွဲ့တွေပေါင်းပြီးတော့ခင်ဗျာတောင်းလျှောက်တောင်းလျှောက်ခင်ဗျာဖြစ်လာတာမေဒီလာလွင်ပြင်မယ်မေဒီလာလွင်ပြင်တို့ကြောက်ဆွက်လွင်ပြင်ပြီးတော့တောင်းလျှောက်ပေါက်တယ်နောက်ဆုံးမြားခင်ဗျာကလည်းဒီစော်ဝါကြီးကုန်းကြီးရောက်နေပြီ ဆော်ဝိုင်းကုန်းကြီးရောက်တဲ့ခါအဲ့ဒီကနေမှကျွန်တော်တို့ကထက်ပြီးတော့တောက်လျှောက်ရှင်းလာတာဗျာမြန်မာနိုင်ငံတဝမ်းလုံးပြန်ပြီးတွှချုံနိုင်ခဲ့တယ်မြန်မာတမိုင်းမှာတဘောကအစိုးရဖြစ်တာလုံးဝမရှိခဲ့ဘူးကျွန်တော်တို့ရဲ့ရှေ့မှာကျွန်တော်တို့ရဲ့ဘိုးဘီတွေလက်ထက်မှာလဲအကြမ်းဖက်တမားတွေနိုင်ငံရေးအာဏာမရလို့လက်နက်ဆွဲကင်ပြီးတိုင်းပြည်ကိုဖျက်ဆီးခဲ့တာရှိတယ်ရှိတယ်လေရှိတာပဲ1980ကာလမှာလည်းရှိတာပဲ နောက်ဒီဘက်ကာလဂျားကာလတွေမှာလည်းရှိတာပဲလက်ရှိကျွန်တော်2021နောက်ပိုင်းအခင်းကြီးမှာလည်းရှိတာပဲအဲ့တော့ဘယ်လောက်ပဲရှိပါစေမြမတမိုင်းမှာတဘဝနဲ့အဆိုးအဖြစ်တာ မရှိခဲ့ဘူးတက်မတော်ပဲအဆိုးအဖြစ်တယ်အဲ့တော့သိကြတယ်မြမတမိုင်းမှာတဘဝအဆိုးအမဖြစ်ခဲ့ဘူးတက်မတော်ကအဆိုးအဖြစ်တာပဲရှိတယ်တက်မတော်ပဲအဆိုးအဖြစ်လိမ့်မယ်တဘဝတဘုံနေနာနဲ့ပဲဇာသိမ်းသွားလိမ့်မယ် ချို့ကပြောကြတယ်အမှန်တရားတွေမပြောရတော့ဘူးလားတဲ့အမှန်တရားတွေမပြောရတော့ဘူးလားပေါ့နော်ဘယ်ဟုတ်အမှန်တရားလို့ဆိုလိုပါတယ်လဲဗျအပြစ်ပြောတာတွေကိုအမှန်တရားလို့ခင်ဗျားတို့ကဆိုလိုပါတယ်လားဗျအဲ့တော့အမှန်တရားတွေကိုဥစဉ်တို့ပြောရပါတယ်ဗျနော်ပြောရင်ပါတယ်နော်ဒါပေမဲ့တစ်ခါတလေပီဒီအက်တီရဲ့အိန္ဒိယကိုကျင်တော့ညင်ပီဒီအက်တီရဲ့ ဟုတ်ကဲ့အကျန်းဖက်တွေကိုဝိုင်းရံအားပေးနေတဲ့လူတွေရဲ့ဗဇက်စပီကာတွေကိုလည်းဦးစင်းတို့ကကျင်တော့ညကျင်တော့ရမယ်ယူချင်းယူရမယ်ဗျနော်အန်ယူရဲ့နီးပြည်ဒီဘောရခစ်တီတို့မြစီမာတို့ BBC တို့အာရအာရဖီကတော့ထားပါဘယ်ကြောင်ကတော့ဒီလိုမတူနော်အဲ့မှာတို့ရဲ့ဗဇက်စပီကာတွေဗျပောက်ကရ၄၀ပြောတဲ့ဟာတွေအိုင်ဒီယာတွေကဘာလဲဆိုလို့ရှိရင်အမှန်ဆိုလို့ရှိရင်ခင်ဗျားတို့ဗမော်မှာဆိုလို့ရှိရင်ဗမော်စစ်ပွဲမှာဆိုလို့ရှိရင် စီရီယက်တွေကတော်တော်ပေးဆက်လိုက်ရတယ်ဘယ်လောက်ထိပေးဆက်လဲဆင်းကမ်းမှာရှိတဲ့ PDF ကလည်းဗမို့သွားတက်ရတယ်ဗမို့သွားတက်ရတယ်အဲ့မဲ့ကြောက်တလုံးတို့ကြောက်ကြီးတို့အဲ့နာစင်သက်တို့ရေလဲတို့မိုးဆက်တို့အဲ့နာမိုးဆက်တို့ပါလို့ပြောရနော်မိုးဆက်တို့ပါလို့အဲ့မှာရှိတဲ့ PDF အားလုံးကလည်းရွှေကူဘွက်ကန်းမှာရှိတဲ့ဟာတွေကလည်း ဗမော်ဘက်ကိုတွားပြီးမှစစ်တိုက်ပေးရတယ်ဒါပေမဲ့ပြန်မလာဘူးပြန်မလာဘူးအဲ့ဒါနဲ့လားဆိုတော့ဒီဥစဉ်တို့ဆင်ကူဆင်ကူဘယ်ဘက်ကဒီဥစဉ်တို့တပေကျဘက်က PDF တွေလည်းအဲ့ဘက်ကိုတွားပြီးမှထိကြိုင်တို့မောင်းတော်တို့ထိကြိုင်တို့နော်အဲ့ဘက်ကငအိုးတို့အဲ့ဒီနဘက်ပြမဘိန်းတို့နေရာတွေအကုန်လုံးဒီဘက်ခတ်ခုံတို့နေရာတော်တော်များများနေရာတွေက PDF တွေကလည်းဗမော်ဘက်ကိုတွားတိုက်ရတယ်သေးတယ်တွားတိုက်တိုင်းလဲတော်များစွာသေးတယ်အခုဆိုလို့ရှိရင် အရွယ်မရောက်သေးတဲ့ကလေးတွေပါဗမောဘက်ကူမှာခေါ်ပြီးမှအတင်းအရမခန်းစည်းခံနေရတာအများကြီးအတင်းအရမတွတ်ွန်းခံနေရတယ်အများကြီးဒါပေမဲ့ဒီလိုအရွယ်မရောက်သေးတဲ့ကလေးတွေကိုစစ်တိုက်ခိုင်းနေပါတယ်ဒီလိုဒီလို PDF တွေမြောင်များစွာသေးနေပါတယ် PDF တွေတော်တော်ကြီးကိုမမကောင်းရှူမကောင်းသေးနေပါတယ်လို့ဘသူမှမအော်ရဲဘူးဘသူမှမပြောရဲဘူးအကုန်လုံးမတည်သေးစားထားတဲ့ပုံစံမျိုးပဲဗမောမှာအတော့ယုံမဲ့လေဗျာသေးတာတွေတပြုံးတစ်ခေါင်အများကြီးပဲမြင်လို့တော့မကောင်းတဲ့နေရာတွေနော် အဲ့ဒီအရာတွေအားလုံးကိုခိတ္တကလည်းတိတယ်ဘီဗီစီကလည်းတိတယ်ဝီယိုကလည်းတိတယ်မင်းစီမကလည်းတိတယ်ဟိုတလောကဆက်လာတဲ့ EOD ရဘသူဆိုလားနာမည်လေးကဟုတ်လားနိုင်ငံခြားကလည်းဆက်တယ်ဖုန်းဖုန်းနဲ့မင်းစီရရှိလို့ပါတဲ့ကြော်လုံးရှုံနေရရှေ့ရောက်နေတယ်လွယ်ပြန်ဖြေလိုက်တယ်ဘာဖြစ်လို့ဆိုတော့ကိုကမြန်မာပြည်ရဲ့တည်င်းသမားကိုဖြေရတာအကြောင်းမရှိခုနိုင်ငံခြားကလည်းသူပောက်ကြရပေးတယ်မေးတဲ့ဟာဖြေရတာကြတာဟုတ်လား ပို့မေးတာကြလဲသူတို့ကမမ်းမီမန်မရအောင်မဖြေဘူး။ဘာမျိုးလဲနော်။အဲ့တော့ဥစဉ်ဒီဘက်ဥပမာဗျာနှောင်ချိုဘက်နဲ့နှောင်ချိုနဲ့ဗန်မွေးကြ။နေ့စဉ်နေ့မြပီရက်တွေတီးနေရတယ်။နေ့စဉ်နေ့မြပီရက်တွေခုဆုံးရှုံးမှုတွေတီးရနေဘယ်လောင်နေရောပေါ့ဗျာနော်။အဲ့ပီရက်တွေပဲထိုးကြွေးရခိုင်းရများတယ်။ပြင်းနေဘယ်လောင်နေလဲမတီးရတော့တေးရတာပဲ။တေးရတာပဲ။ မိုးဝရွာနေရဘူးဝေယုံတော့လည်းကြံခင်းနေတယ်ပါငှက်တိုက်ပုံစံမျိုးတွေထားအောက်ကယေရှုအပေါ်ကနေဘူးတဏ္ဍမှန်လို့သေုံနဲ့မကောင်းငါဖျားဖို့မိတဲ့သူနဲ့ဖျားရသူနဲ့နာရသူနဲ့သူတို့အခုဆေးဝါးတော့အခက်ခဲတွေ့နေရတဲ့အနေထားတစ်ခုဖြစ်သွားပြီနော်အနေထားတစ်ခုဖြစ်သွားပြီဦးဇင်းတို့တမ်းမတော်ဘက်မှာကစစ်တိုက်ထားပဲမကြောက်လားကြားတာအဲ့ကြားတဲ့အရာကြီးတွေကိုကျန်ဦးဇင်းတို့အကုန်လုံးပြောနေလို့မရဘူးဗျာ ပြောနေလို့မရဘူးလိုအပ်ချက်တွေကိုတော့ဦးဇင်းတော်ကပြောရမှာငါကတော့ဘသူကအတော့မကြောက်ဘဲဝါအတော့မကြောက်ပြောနေလို့ကတော့တော့ကတော့ပြောရမှာပေါ့ခြေတန်းမှာအောက်လိုက်တာစစ်တီတွေကိုလူသွားရလားမတရားလုပ်တလားဟုတ်လားမတရားအနိုင်ကျင့်တလားစစ်ကိုစစ်နဲ့တူအောင်မတိုင်ဘူးလားဘယ်ပုံစံနေလဲလဲအဲ့ဟုတ်လားဒါမျိုးအတော့မကြတဲ့ view မှုတွေအတော့မကြတဲ့ဟိုဟာတွေရှင်းတော့ဦးဇင်းတော်တော့အထက်လူကြီးတွေတီးအောင်တော့တုံးတိုက်ပြရမှာပဲတုံးတိုက်ပြရမှာပဲနော် ုံးအဲ့လိုအမှန်တရားကြီးဆိုတော့ပြောရမှာပဲတစ်ဖက်ဝင်းတောင်ဦးစင်းတို့ကပြောလို့မဖြစ်တော့ဘူးเนาะတစ်ဖက်ကမြောင်သားဆိုတာဒါလောက်သေးတာเนาะမြောင်သားဆိုတာဒီစကိုင်းတိုင်းမှာလည်းမြောင်သားဆိုတာသေးတာပဲဒါတို့တို့တေချောင်းတို့ခွင့်မအောင်ပြောဘူးဦးစင်းတို့ဒီပေါ့မြိုင်ပဲဟိုတလောကလူတို့ပြည်ရိုက်တွေတာပေါ့ဗျာနေတဲ့အခါမှာဒီအလောင်းတွေကိုလူတို့ချင်းချင်းဗဒဲအချင်းချင်းပေါ့လိုင်းမော်တင်ရမလားဆိုပြီးပါမပေါက်ကွဲတဲ့အတန်တွေ မတို့ကြားမှာပဲအဲ့ဒါတိမှာပဲနော်တိမှာပဲပြောရလို့ရှိရင်တော့တို့တွေ PDF တွေမကြောက်ဘူးမသိဘူး PDF တွေတေးတာဆိုတို့တို့ချင်းချင်း PDF တွေမြောင်မြောင်ဆိုတေးတာဆိုတော့တိတယ်မြောင်မြောင်ဆိုကြာရှုံးနေတာဆိုတော့လည်းတိတာပဲနော်ဒါပေမဲ့တို့တွေကညီတယ်ဗျညီတယ်တို့ပါဇက်ဆက်ပြီးကဓမ္မတွေမသိဘူးပဲမင်းတို့ကအော်ပေးဖို့မတည်ဘူးလေစိတ်နဲ့ပန်းဆိုင်ပြည်သူတိအောင်လို့ဂျင်းထက်အကောင်အောင်မဲ့တို့တော့အော်ရတာလေ ဥစဉ်တော့မော်ဘူးလားဆိုတော့အမှန်တရားကိုယ့်ဘက်ကကြိုက်ချုံတဲ့အရာတော့အမှန်တရားပြောတော့ပြောတာပဲမပြောဘူးလားပြောတာပဲဒါကလည်းကျုပ်တို့နေရာခဲ့မနိုင်တဲ့နေရာတွေဥစုဒီလိုဗမော်ဘက်တို့နေရာမျိုးတွေခုခမြဗျာရခိုင်ပြည်နယ်အဲ့မှာခမြရောက်ချူပဲလားပဲလဲအကုန်လုံးဒီချက်အုတ်ချက်ပင်အုတ်ချက်ကုန်းတို့ဘာလို့နေရာမျိုးတွေမှာခုဗျာအေးအေးနေခမြအတော့လိုက်ရုံလိုက်ပဲလိုက်ရှင်းလင်းလုပ်နေတဲ့နေရာကြီး ။ဒါမျိုးတရားကြလဲကျုပ်တို့ဘက်တရားအထီးထီးမိမိပြောရမယ့်အရာတွေ။ဒါတော့ဥစဉ်တော့တော့ပြောရမယ့်အရာဟောပေါ့။လူတွေဥစဉ်တော့ဗလက်စပီကာဓမ္မတွေကိုပြောတာ။အချင်းချင်းတိုက်ခိုက်နေမယ့်အစားလေ။ဒါလိုပြီးတော့ညီမတို့တပ်မတော်လာတွေဘယ်နေရာမှာဘယ်နေရာမှာအောင်ပွဲရဘယ်နေရာဘယ်လိုဘယ်လိုရဒါတွေခင်ဗျပြောရမှာ။ပြောရမှာတိအောင်။လူတို့မပြောလဲကိုကပြောရမှာပဲ။ကိုယ်ပဲကအသုံးမကျတာကြီးပြောနေလို့ရတော့ခင်ဗျမကောင်းတာရှိတယ်ကောင်းတာတဲ့အရာတွေလည်းခင်ဗျားတို့အများများပြောပြလို့လိုတယ်ဗျနော် အချင်းချင်းလေမတိုက်ခိုက်ဖဲနဲ့အချင်းချင်းဘာမှမပြောဘဲနဲ့လေအမို့လို့ဆိုတော့ဥစဉ်တို့ဗျာအပြစ်ရှိတဲ့ရေးယူမယ်ဆိုလို့ရှိရင်လေသူတို့လူကြီးတွေတို့ကရေးယူလိုက်မယ်ဗျာဟုတ်လားလူကြီးတွေရေးယူလိုက်မယ်ဒါမျိုးပေါ့ဥစဉ်တို့ကအဲ့တော့အမှန်တရားကိုဥစဉ်တို့ကမပြောရတာမဟုတ်ပါဘူးအမှန်တရားလည်းပြောရပါတယ်ဗျာအမှန်တရားပြောလို့လည်းပေါ့ကိုတော်တို့ကဟုတ်လား2019မှာလဲဟုတ်လားဝင်ကြရေးနဲ့ပတ်သက်ပြီးဦးဇင်းတို့ပြောဆိုခဲ့တဲ့အရာကြောင့်ဦးဇင်းတို့အိုးဘူထောင်ကြီးမှာ78လကြာတာ73လလုံးလုံးဦးဇင်းတို့ တတင်းတုံးပြီးဝါဆိုခဲ့ရတာခင်ဗျားတို့အတီဆုံးပါပဲနော်ခင်ဗျားတို့အတီဆုံးပါပဲနော်အဲ့တော့ပေါ့ကူရောတို့ကြောက်လာဆိုတော့ကြောက်ဘယ်ရောမှဥစဉ်တော့မကြောက်ပါဘူးဗျာနော်အကြောက်တရားဥစဉ်တို့မှမရှိဘူးမဟုတ်ပါဘူးဗျာနော်အမှန်တရားလို့ဆိုဥစဉ်တို့ကြောက်တယ်ဆိုဘယ်သူမှမကြောက်ပါဘူးနော်ဥစဉ်တို့ဒီခုဒီအပြည့်ပြည့်ခံပြီးဥစဉ်တို့ဒီပြောနေခြင်းဒီ တိုင်းပြည်ကျိုးလူမျိုးကျိုးဘာသာတရဏာကျိုးပြည်သူပြည်သားတွေငြိမ်းချမ်းအေးချမ်းဖို့အတွက်ကိုဦးဇင်းတို့ကပြောနေခြင်းဖြစ်ပါလေဗျာနော်။ကျန်တာဦးဇင်းတို့ကရယူလို့နိုင်မဲကြီးလို့နိုင်မဲကြီးခြင်းလို့ဗာကြီးခြင်းလို့တမတော်ထောက်ခံလို့နိုင်မဲကြီးမော်တမတော်ထောက်ခံလို့တမတော်ဝိုင်းရံထောက်ခံသူမှန်တယ်မြတ်အတက်အန်တရေနဲ့ရင်ဆိုင်ရတာကြီးမယ်။တမတော်တွေကဟာဒါငါတို့ကိုထောက်ခံနေတာငါတို့ကိုဝိုင်းရံနေတာဟာတမတော်အော်နိုင်ငံတိုင်းမှုတွေဟာဘဒုဘလို့လှထောက်ပက်လာအောင်မဟာဘဒုဘလို့ထောက်ပက်လာအောင်မဟာအဘတွေလည်းဟာဘဒုတို့ဘလို့ဘလို့လှုပ်ပြလာအောင်မရှိပါဘူး လူတို့ကလည်းမရှိလို့ကျုပ်တို့တတ်မလို့ဝိုင်းရံထောက်ခံနေသူတာလည်းမျောလင်းချက်မရှိဘူးမျောလင်းချက်မရှိဘူးဦးစင်းတို့ဒီတိုင်းပြည်ငင်းချမ်းအေးချမ်းကိုတော့ဘာဖြစ်လို့တိုင်းပြည်ငင်းချမ်းတတ်မလို့ထောက်ခံတာလဲငင်းချမ်းအေးချမ်းကိုလုပ်ပေးနိုင်တာတတ်မလို့တစ်ခုပဲရှိတာလေကြံနဲ့အကြမ်းဖက်အကြမ်းနဲ့အဖွဲစီတပုံနေအကုန်လုံးတူတူချင်းတော့မှမကိုက်တူတူချင်းတော့မှနေရခွက်လူနေကြတာလေအဲ့ဒါကိုငင်းချမ်းအေးချမ်းကိုပြည်သူကိုငင်းချမ်းအောင်လုပ်ပေးဖို့ဆိုတာခင်ဗျားတို့ကဲကြံနာဘုန်းနဲ့ PDF ဗရန်အချင်းချင်းတော့အဖွဲဘယ်နှဖွဲလဲဗျာအဲ့အဖွဲတွေခက်တဲ့လားဗျာ တဏီယာထဲမှာတပေကျင်းတို့ခင်ဗျာအဲ့နဇေယကွင်းတို့ရှိတဲ့ PDF ရှင်းအောင်မတည့်ကြဘူးလေဗျာကဲအဲ့ဒါကိုခင်ဗျာဘယ်လိုတော့ဟုတ်လားပြည်သူကိုစိတ်ချတာပြည်သူကိုပြည်သူအတွက်ငြိမ်းချမ်းပဲခင်ဗျာယုတ်တိဖြစ်နိုင်တယ်လားအောက်ကလည်းဗျံမရာပြောလို့အထက်ကလည်းဗျံမရာပြောတာပဲဗျာနော်ဒါလေးကိုတည်စီခြင်းလို့ ਆ ပြပောက်ကိုတော့လုံးဝလုံးဝအမှန်တရားတော့ဆိုမကြောက်ပါဘူးဗျာเนาะပောက်ကိုတော့ဒီအမှန်တရားတော့ဆိုဘလို့လူမျိုးဖြစ်ဖြစ်ဝေဖန်ရဲတယ်တုံးတက်ရဲပါလေဗျာအားလုံးဒါပါပဲဗျာ